ဆိုတော့ဒီလိုလူသားဒီလူမျိုးတော်တပ်ချက်မှုနဲ့တရားဆွေးဆိုခံရတော့မဲ့အနေထားမျိုးမှာနောက်ထပ်ဆက်ပြီးတော့တတ်ခဲ့ရင်သူကနာဇီဒီကျွန်တော်ရဲ့တလျောက်ပြမယ်ဆိုလို့ရှိရင်ဒါကျွန်တော်27ရာစုရဲ့ခက်သက်နာဇီအဖြစ်တင်စားခံရတော့မဲ့အရင်တစ်ချိန်လုံးကဂဒါဘီတင်ဆုံးခဲ့ရတယ်လို့ဂဒါဘီသွားခဲ့တဲ့လမ်းစဉ်မျိုးလို့ဖြစ်သွားနေပါတယ်။အာစာကထုတ်ပြန်ထားတာရှိပါတယ်။ဒီရခိုင်ပြည်နယ်တပြည်နယ်လုံးနေပါ့ကို ထိန်းရှုံနိုင်အောင်တက်ခတ်သွားမယ်လို့သူ့အနေနဲ့တွေးကြိုထားဖြစ်ပါတယ်။ငြင်းညာသွင်းရှိတဲ့ဒီကျွန်တော်တက်ခတ်မှုစွန့်ရည်မှာလည်းပဲအတွေ့အကြုံအများကြီးရှိနေတဲ့အာစာအတွေ့ဒီရခိုင်ပြည်နယ်တိုင်းဘက်ဆိုတာဒါအလွယ်ကူဆုံးတစ်ခုလို့ပြောရအောင်ဒီကျွန်တော်အာစာတော့ ISO တော့နောက်တစ်ခေါက်ကြတဲ့ကဒီအခုလက်ရှိနေပြီးတော့အခုလက်ရှိနေ AIA တော့ဒါတွေအားလုံးကစုပေါင်းလိုက်မယ်ဆိုလို့ရှိရင်အရက်ကတည်းကအရင်နေနဲ့ ရင်ဆိုင်ဖို့အရန်ခက်ခဲတော့ပါလိမ့်လက်ရှိမှာဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ကအားစစာကိုအပြောက်တိတ်မယ်ဆိုတော့လုံးဝမဖြစ်နိုင်တဲ့အနေထားမျိုးရှိနေပါတယ်ဘာလို့လဲတာကြပါကိုရှင်ရှာနေတယ်ပြန်လဲတွန်းဆိုလိုက်ပါလိမ့်မယ်အဲ့တော့ဒီနေ့မှာတော့လက်ရှိဒီကျွန်တော်တို့ရခိုင်ဤနေရဲ့နိုင်ငံရေးရှင်နေတုံးသက်ခြင်းနဲ့လို့လက်ရှိဒီကျွန်တော်တို့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခွင့်အရေးမှာလက်ရှိဒီကျွန်တော်တို့အာအာနာယုစတက် မဲအောင်လိုင်းရဲ့ရစိတ်ရုံမှမှုပဲနဲ့အပြုလက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့ဒီမြစ်စင်ဖြစ်ပြနေတဲ့ဖြစ်ဖြစ်ပဲလက်အခုလက်ရှိဒီကျွန်တော်တို့ရင်ဆိုင်ကြောင်တွေ့နေရတဲ့ပြဿနာတို့ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့စူးစူးသုံးသပ်အစီအစဉ်တက်ကြပြတော့ဒီနာအဲ့တော့ဟုတ်ပြီဒီလက်ရှိဒီကျွန်တော်တို့အာရဖတ်တက်တို့အေးဟာဒီတစ်ဖက်မှာလည်းဒီလက်ရှိအာနာယူမဲအောင်လိုင်းရဲ့အမ်တက်ခဲမှုတွေကိုခံရရတယ်လို့ တစ်ဖက်မှာလည်းပဲဒီကျွန်တော်တို့အားရဒီလက်ရှိနေလို့ရိုဟင်ဂျာတင်းတင်းရင်းတက်မတော့အာဆာရဲ့တုံ့ပြန်မှုကိုလည်းသူ့အနေနဲ့ငြင်းဆိုင်ရတာဒီပါဆိုတော့ဒီကျွန်တော်တို့နိုင်ငံရေးအရာပြုမယ်ဆိုလို့ရှိရင်ဒီလက်ရှိဒီကျွန်တော်တို့လက်ရှိစက်ကောင်စီရဲ့ရုံမှမှုပဲအောက်မှာရခိုင်ပြည်သူပြည်သားတွေလည်းအထိနာခဲ့ပြီးဖြစ်တာကိုအားလုံးသိရှိကြရင်ဖြစ်မှာပါဆိုတော့လက်ရှိဒီကျွန်တော်တို့အာရခနိုင်ငံတို့ကြီးလွတ်မြောက်ဖို့တနည်းအားဖြင့်အာရခပြည်သူတွေရဲ့ ကိုကျမကိုဖန်တီးခွင့်ရရှိဖို့အတွက်လက်ရှိအရောကနေတော့အေးရာဒီလိုနှစ်ဖက်ကြားမှာဒါရင်းဆိုင်နေရခြင်းဖြစ်ပါတယ်ဆိုတော့ကဒါကျွန်တော်တို့ပြန်လဲပြန်ပြီးတော့တွေ့ကြည့်လိုက်တဲ့အခါမှာတစ်ဖက်ကရန်သူကိုရင်းဆိုင်ပြီးတော့တစ်ဖက်မှာဒီလက်ရှိဒီကျွန်တော်ပြည်တွင်းမှာဒီဒီရှိနေတဲ့ကျွန်တော်လူမျိုးမတူဘာသာမတူတော့လည်းပဲကျွန်တော်ရခိုင်ပြည်တွင်းမှာပြည်တည်နေထိုင်နေတဲ့ မျိုးနွယ်စုတစုဖြစ်တဲ့အတွက်ဒါကျွန်တော်ကနေပြီးတော့ညီနောင်တိုင်းရင်းသားအဖြစ်လက်ခံမယ်ဆိုလို့ရှိရင်တော့လက်ရှိနေပြီးတော့ဒီအကြမ်းဖက်စက်ခွေးတွေလောက်ကိုပဲဒါကျွန်တော်တို့မုံထွားလို့ဖြစ်ပါတယ်။ဒါဒီတက်ကဒီလိုမုံထုတ်တဲ့နေရာမှာဒီလက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်တွင်းမှာနေတဲ့ရိုဟင်ဂျာတွေအားပေးမှုရိုဟင်ဂျာတွေပန်ပိုးကူညီမှုတွေနဲ့ဒီလက်ရှိရောအရခတ်နိုင်ငံကိုဒီကျွန်တော်တို့အထင်းသိမ်းထားတဲ့ဒီမျိုး၁၄မျိုးစလုံးကိုဒါ ဆလေးမျိုးအပြင်ဒီနောက်ထပ်ကြံသေးတဲ့မျိုးတွေတွေကိုပါကျွန်တော်တို့ပြန်လေးရရှိလာနိုင်မှာဖြစ်ပါတယ်ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့မှာရွေးရှင်စရာနှစ်ခုပဲရှိပါတယ်ဒီလိုမျိုးမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်တို့မှာရွေးရှင်ရမယ့်နည်းလမ်းနှစ်ခုပဲရှိတယ်လက်ရှိအာနံပါတ်1ကကျွန်တော်တို့ဗာလဲဆိုဒီအာစာကိုတိုက်ခိုက်မလားဒါမှမဟုတ်ဒီကျွန်တော်တို့လက်ရှိနေပြီဒီရိုဟင်ဂျာတွေကိုတတ်မလားဒီနှစ်ခုမရှိပါဘူးဒီတစ်ခါဒီလက်ရှိဒီအာစာကိုတတ်မယ်ဆိုလို့ရှိရင်တော့ လက်ရှိဒီဖြစ်လာခဲ့တဲ့နောက်ဆက်တွဲပြဿနာဘုံဆောင်ကိုလက်ရှိဒီလိုအာရခဒီနေကြီးတစ်ခုလောက်မှာရင်ဆိုင်ကြောင်တွဲရတော့နေ။ဘာကြောင့်ဆိုတော့ဒီအခုနောက်ပိုင်းဒီကျွန်တော်တို့အဲ့ဒီမှာနေလို့တကယ်ကိုအာစာကထုတ်ပြန်ထတာရှိပါတယ်။အဲသူတို့ဘာလို့ဒီရခိုင်ပြည်နယ်တပြည်နယ်လုံးနေပေါ့ကိုထိန်းရှုံနိုင်အောင်တိုက်ခိုက်သွားမယ်လို့ဒါသူ့အနေနဲ့ကြွေးကြော်ထားပြီးဖြစ်ပါတယ်။ဆိုတော့အဲကျွန်တော်တို့နောက်ထပ်ကြောင်တွဲလာရမယ့်အခက်ခဲဒီဒီကျွန်တော်တို့မင်းအွန်လိုင်းနဲ့မတူတဲ့ ငိုင်းညာသွင်းရှိတဲ့တနည်းအားဖြင့်လက်နဲ့ခရရမှာပဲအစနောက်လို့ရှိရင်ဒီကျွန်တော်တို့ဒီကျွန်တော်တို့တိုက်ခိုက်မှုစွမ်းရည်မှာလည်းပဲအတွေ့အကြုံအများကြီးရှိနေတဲ့အာစာအတွေ့ဒီရခိုင်ပြည်နယ်တိုင်းဖို့ဆိုတာဒါအလွယ်ကူဆုံးတစ်ခုလို့ပြောလို့ရမှာကျွန်တော်ဒီတစ်ခါကျတော့နောက်တစ်ခုကတကယ်လို့တကယ်လို့ကဒီအာစာကိုဒီကျွန်တော်တို့အာစာတော့ ISO တော့နောက်တစ်ခုကကျတော့ဒီအခုလက်ရှိနေပြီးတော့အခုလက်ရှိနေ AIA တော့ ့ဒါတွေအားလုံးကစုပေါင်းလိုက်မယ်ဆိုလို့ရှိရင်အရက်ကတက်တော့အေးနေနဲ့ဒါရင်ဆိုင်ဖို့အရန်ခက်ခဲတော့ပါလိမ့်ဒီတော့အရက်ကတက်တော့အေးရဲ့ထိုက်ပိုင်းကောင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှာရွေးရှည်စရာနှစ်ခုပဲရှိတဲ့အာစာကိုအပြောက်တိတ်ကလားရိုဟင်ဂျာဝူတန်တခုနောက်တစ်ခုကျတော့ဒီလက်ရှိနေပြီးတော့အာစာကိုလက်ခံပြီးတော့ဒီကျွန်တော်တို့အာတနည်းအားဖြင့်ပြောမျိုးဆိုတော့ဒီရိုဟင်ဂျာတွေကိုလက်ခံပြီးတော့ ျွန်တော်တို့အာရဖာနိုင်ငံတို့ကြီးစစ်ပင်တာယာဝါပြောအောင်အာရဖာနိုင်ငံတို့ကြီးလွန်မြောက်ဖို့အတွက်ဒီလက်အာနာရှင်စနစ်စွန်လက်ဟောက်ကလွန်မြောက်ဖို့အတွက်မတူတာတွေဘေးကိုတူတာတွေစုပြီးတော့ကျတိုက်ခိုက်ရှင်မုံကြောက်တာအဒီနီလန်ရှိပါတယ်ဆိုတော့ကဒီလက်ရှိဒီဘောရုပ်ထုံးမြက်နိုင်အနေနဲ့ကအာစစာကိုအပြောက်တိတ်မယ်ဆိုတော့လုံးဝမဖြစ်နိုင်တဲ့အနေထားမျိုးရှိနေပါတယ်ဒါကတစ်ချက်ပါ ဒါတော့လက်ရှိနေမှာဒီကျွန်တော်ရိုဟင်ဂျာကိုလည်းလက်မခံဘူးအာဆာနဲ့အပြောက်မတိုက်နိုင်ဘူးဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်ရဲ့ဒါနောက်ဆက်တွင်ဖြစ်လာမဲ့ပြဿနာတွေအရတော်တော်လေးရင်းနှီးစရာဖြစ်နေပါဒါကြောင့်မို့လက်ရှိဒီကျွန်တော်ဒီနေ့တင်ပြချင်တာကရိုဟင်ဂျာကိုရိုဟင်ဂျာဆိုပြီးလက်ခံပြီးတော့ကျွန်တော်တို့ရဲ့ဌာနေတိုင်းရင်သားဒီကျွန်တော်တို့ရဲ့ညီနောင်တိုင်းရင်သားအဖြစ်လက်ခံပြီးတော့ဒီလက်ရှိ ီညီနောင်သားညီနောင်တိုင်းရင်းသားတွေဝမ်းရံမှုညီနောင်တိုင်းရင်းသားတွေအားပေးပူညီမှုကိုရရှိဖို့ရအတွက်အရာအရေးကြီးပါတယ်ဒီလိုမှမဟုတ်ဆိုရင်ဒီလက်ရှိနေပြီးတော့လက်ရှိနေပြီးတော့ MNDA နဲ့ဒါတို့ဒီလက်ရှိနေပြီးတော့ TNL တို့ဟာဒါတို့ပြီးတော့လုံးဝအပြည့်အထက်ရက်စက်ဖို့တော့သဘောတူလိုက်ပြီဆိုပြီးတော့လည်းကျွန်တော်လည်းကြားကြားသိရပါတယ်ဆိုတော့ဒီကျွန်တော်တို့မြောင်းပိုင်းမဟာမိုက်၃ခွဲ့မှာလက်ရှိအရက်ခတ်တဲ့တော့အေးပဲကြာတော့တယ်ပြပါ ဆိုတော့ကလက်ရှိ automated တို့ AI လည်းပဲဒီသူတို့ block ပဲတွင်းကြုံထားစေကမူနေ့စဉ်နဲ့အမြဒီစက်တက်ရဲ့ရစိတ်ရောက်မှာမို့အောက်မှာရခိုင်ပြည်သူပြည်သားတွေလည်းတေကျေပြစ်စီနေရပါရခိုင်ပြည်နေကြီးတပြည်နယ်လုံးလည်းဒါရစရာမရှိအောင်ပြာပုံဘဝနေရောက်နေကြလို့ဖြစ်ပါဆိုတော့ကကျွန်တော်ဒီအောင်နာရှင်စနစ်ဆိုလဲအပလုံးရောက်ဖို့အတွက်ကျွန်တော်ရဲ့ရခိုင်သူရခိုင်သားတွေအသက်သွေးရွှေမြောင်များစွာစတဲ့ထားတာဖြစ်ပါ ဆိုတော့ဒီလိုစတင်ထားတဲ့ပြည်နယ်တစ်ခုကိုဒီကျွန်တော်ထိန်းသိမ်းထားတဲ့မြို့နယ်တစ်ခုကိုကျွန်တော်ကလည်းဒီတိုင်းအသာလေးဟိုဘယ်လိုခုံးလဲတင်တဲ့ရှစ်ဖောက်စရာမလိုဘဲနဲ့ပေးလိုက်ရမယ်ဆိုလို့ရှိရင်ဒါလုံးဝမတရားဘူးလို့ဒါကျွန်တော်နည်းနည်းပြောပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အရခနိုင်ငံတော်ကြီးမှာလက်ရှိဒီကျွန်တော်တို့လုတ်ဆောင်နေတဲ့ အရာမှန်တမျှပေါ့ဒီလက်ရှိငါနဲ့မတူငါရတယ်ဆိုတဲ့အစိတ်စိတ်ကမျိုးရှိတဲ့လူတစုကိုဒါကျွန်တော်တို့ကဖို့ထုတ်ပြီးတော့ဖြစ်ဖြစ်ရောက်အရေးယူဖို့လိုအပ်တယ်လို့လက်ရှိ Ranger တွေနဲ့ယောက်ျားမှုတိဆောက်မယ်လက်ရှိဒီကျွန်တော်တို့အာစာနဲ့ယောက်ျားမှုတိဆောက်မယ်ပြီးရင်ဒီကျွန်တော်တို့ရဲ့ RF နိုင်ငံတို့ကြီးလွန်မြောက်ဖို့အတွက်ဒါကျွန်တော်တို့ဝိုင်းဝန်းကြိုးပမ်းသင့်ပါတယ်ဆိုတော့တစ်ဖက်မှာ Ranger တွေကိုအနိုင်ကျင့်ပြီးတော့အခုလက်ရှိဒီကျွန်တော်ကြားနေရတဲ့မောင်တော်ဘူးတီတော်ကဒီကျွန်တော်တို့ ရိုဟင်ဂျာမွတ်စလင်ယွာတွေကိုဆင့်ပြီးတော့တိတ်ဟွာဘူလူ9ယောက်မဖြစ်မနေသိရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါစစ်မှုမချမနေရတဲ့ပုံစံမျိုးနဲ့လွတ်ဆောင်လာတာမျိုးတွေကြွတွေ့ရတယ်ဆိုတော့စစ်မှုမချမနေရဘူးဆိုရင်လက်ရှိဒီကျွန်တော်ပြောချင်တာကဟုတ်ပါတယ်ရခိုင်ပြည်နယ်လွတ်မြောက်ဖို့အတွက်တနည်းအားဖြင့်ဒီကျွန်တော်အာရခနိုင်ငံတို့လွတ်မြောက်ဖို့အတွက်ဒါရခိုင်သူရခိုင်သားတိုင်းမှာတာဝန်ရှိတာကျွန်တော် လက်ခံရခိုင်ပြည်တွင်းမှာမင်းကျက်နေတိုင်းတဲ့လူမျိုးစုဘယ်လိုလူမျိုးစုမှမဆိုတာဝန်ရှိတယ်ဆိုတာကျွန်တော်အနေနဲ့လက်ခံပါတော့တော့တစ်ဖက်ကမျိုးနွယ်စုတွေကို90စီနဲ့လောက်တစ်ဖက်ကမျိုးနွယ်စုတွေကိုမထဲမထဲကလို့ဖမ်းဆီးတတ်ပြတ်နှိပ်စက်ပြီးတော့အဲ့ဒီမျိုးနွယ်စုထက်ကပဲကျွန်တော်တို့စိတ်မှုမထမ်းမနေရဆိုတဲ့ပုံစံမျိုးနဲ့လူခိုနေခြင်းဟာဒါဟာကျွန်တော်တို့တကယ်မပြုတ်ဘူးဆိုလို့ရှိရင်တကယ် ဒါစိတ်တက်ပေါ့နော်ဒါတနည်းပြမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့အဲတစ်ဖက်ကထောက်ပံ့မှုကိုလိုချင်လို့ရှိရင်တော့ဒါတစ်ဖက်ကတော့ကျွန်တော်တို့ကလည်းကောက်ကွက်မှုကိုဆက်ဆံဖို့လိုတယ်ဒါအင်မတန်မှဒီလိုလောက်ရမျိုးတွေကဒါရစ်စစ်ရုံမှတဲ့လောက်ရမျိုးဖြစ်ပါဆိုတော့ကလက်ရှိဒီကျွန်တော်တို့အာဆာကိုအပြောက်တိတ်ကျင်နေဒါမှမဟုတ်လေဒီလက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်ကိုအုပ်ချုပ်ထားစေဖြစ်တဲ့ဒီအာနာယူစက်ခွေမဲအောင်လာကိုအပြုတ်လိုက်ရှင်လေဆိုလို့ရှိရင်ဒီတနည်းပြပြမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ ရိုဟင်ဂျာလူမျိုးတွေအားပေးမှုဝိုင်းဝန်းပံ့ပိုးကူညီမှုတွေကိုရရှိဖို့လိုပါတယ်။တကယ်လို့အားစားဖို့အပြုတ်ပိတ်ရမယ်ဆိုလို့ရှိရင်တော့ရိုဟင်ဂျာကိုလက်ခံစမ်းမှုလိုပါဘူး။ဒါဆိုလို့ရှိရင်ရိုဟင်ဂျာကိုတတ်မှုလိုပါတယ်။တတ်မယ်ဆိုလို့ရှိရင်လက်ရှိနေပြီးတော့အာဂျင်တီးနားတရားရုံးမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုအခုချိန်မှာဒီကျွန်တော်တို့နေပြီးတော့ဒီလူခွင့်ရေးတက်ကြွလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေနောက်တစ်ခုကဒီကျွန်တော်တို့ဒီရိုဟင်ဂျာ လူခွေရရှိဖို့တက်ကြွလှုပ်ရှားနေတဲ့ရိုဟင်ဂျာအဖွဲ့အစည်းတွေကလည်းဝိုင်းဝန်းပြီးတော့အာဂျင်တီးနားတရားရုံးမှာလက်ရှိတရားစွဲဆိုတောင်းဖြစ်ပါတယ်။ဆိုတော့ဒီလိုလူသားဒီလူမျိုးတော်တတ်ချက်မှုနဲ့တရားစွဲဆိုခံရတော့မဲ့အနေထားမျိုးမှာနောက်ထပ်ဆက်ပြီးတော့တတ်ခဲ့ရင်သူကနာစီဒီကျွန်တော်ရဲ့တလျားပြမယ်ဆိုလို့ရှိရင်ဒါကျွန်တော်27ရာစုရဲ့ခက်သက်နာစီအဖြစ်တင်စားခံရတော့မဲ့အပြင်ကဒါဘီတစ်ချိန်လုံးကကဒါဘီသေဆုံးခဲ့ရတယ်လို့ ကဒါဘီသွားခဲ့တဲ့လမ်းစဉ်မျိုးလိုဖြစ်သွားနိုင်ပါတယ်ဆိုတော့ကဒီကျွန်တော်တို့အထိမှနေပြီးတော့ဒီကဒါဘီသေသွားတဲ့ခါမှာဒီကဒါဘီရဲ့ရော့အလုံးကိုသေလာတဲ့ဒီစက်သားတွေသေလာတာကိုအဲ့ဒီရော့အလုံးကိုပြည်သူပြည်သားတွေကနေဂိမ်းနဲ့ပေါက်မယ်ဘလောက်ဒီမုန်တင်နာကြည့်လေမလဲစဉ်းစားကြည့်ကြနော်ဆိုတော့ကဒီသေသွားတဲ့ရော့အလုံးကိုတော့မှဂိမ်းနဲ့ပြပောက် ဘယ်ဆိုကြရဒီပြည်သူတွေရဲ့နှလုံးသားထဲမှာဘလောက်ပြီးနာကြီးခံပြင်းစိတ်ရှိနေတယ်လို့ဒါလည်းနည်းနည်းစဉ်းစားစီခြင်းနဲ့အဲ့တော့ဒီကျွန်တော်တို့ရဲ့ဒီလက်ရှိနေပြီးတော့ဒီအစာကိုနားလည်မှုမယူဘဲနဲ့လက်ရှိဒီကျွန်တော်တို့ရိုဟင်ဂျာတို့လက်မခံခဲ့ဘူးဆိုလို့ဆိုလို့ရှိရင်ရိုဟင်ဂျာတို့တခြားနိုင်ငံတွေလက်ခံမှာမဟုတ်ဘူး ဘာကြောင့်လဲရိုဟင်ဂျာတွေဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာတီဒီနိုင်ငံကရေကိုတောက်နေတယ်လူမျိုးစုဖြစ်နေ။ဒါကြောင့်မို့လို့တို့တော့ကငါနဲ့မတူငါရမှုဆိုတဲ့အသိစိတ်ကမျိုးနဲ့လှုပ်ရှားပြီးတော့လက်ရှိရိုဟင်ဂျာတွေကိုလူမျိုးတောင်းတဲ့နောက်ထပ်တကြိမ်လူမျိုးတောင်းတဲ့အထက်တပ်ဖြတ်ပစ်ကအောင်မယ်ဆိုလို့ရှိရင်ဒါခက်သက်နာစီဖြစ်တင်ဆက်ခံရပြီးတော့ကဘာကြီးတစ်ခုလုံးကနေပြီးတော့ဒါကင်းရဲ့ပစ်တင်ရှုံရှားခြင်းနဲ့အတူ နောက်ဆုံးသွားရလန်းဒီအာနာယူတဲ့သွားရလန်းဒီဘယ်လိုလမ်းမျိုးလဲဆိုတာကိုမြင့်မြင့်ဒိဋ္ဌကြုံတွေ့ရအောင်မယ်ဆိုတဲ့အကြောင်းဒါကျွန်တော်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုကျွန်တော်လက်ရှိနေတဲ့ဒီဗီဒီယိုလေးကိုခဏလောက်ကြည့်ကြရအောင်။အမိန်ပေးညွှန်ကြားချက်ရကျွန်တော်ကရက်ွက်လေးနဲ့ရက်ွက်နှစ်စတင်ကြီးရှိုးဖို့ရှင်မဆောင်ရခဲ့ပါ။ရက်ွက်လေးအမှန်လေးရက်ွက်ဒီနေရာကနေစတင်ပြီးတော့မှကျွန်တော်သင်တန်းပေးရတဲ့ကလားတွေနဲ့ဒီကြိုဖြည့်ပြီးခြင်းတွေကိုစတင်ဆောင်ရွက်ခဲ့ပါ။ ာကျွန်တော်တို့မီးရှို့ဖျက်ဆီးနေတဲ့အချိန်မှာပဲဒီမလောင်နိုင်တဲ့ဟာတိုက်တာအင်အားအင်အားကြီးတွေကိုတော့ဟာတက်စီဆောင်မီးရှို့တာတွေဝိပုံမီးရှို့တာတွေဟာခောင်းရဲခဲ့ပါအလားတူကျွန်တော်တို့မီးရှို့ဖျက်ဆီးနေချိန်မှာပဲဟာမျိုးရင်းမှာလုံချိုရေးတာဝန်ကျနေတဲ့ဟာမ352ဟာမ203နဲ့အခြေချပြီးွာလောက်ခန့်စားပါဘိုးကြီးဘိုးကြီးခန့်လေးစောဦးစီးအဖွဲတွေဟာရှင်းနှန်းပေးထားတဲ့ကလားတွေကိုဦးစီးပြီးတော့မှသက်ဆိုင်ရာအသီးသီးရက်ွက်အသီးသီးတွေမှာမီးရှို့ဖျက်ဆီးနေကိုအောင်ရနေခဲ့ပါ အဲ့လိုမိကျိုးပြည်စောင်းရခဲ့ခြေနေကြောင့်ဦးတီတော်မြို့ပေါ်မှာရှိတဲ့တခိုင်လူမျိုးနဲ့ဟိန္ဒူလူမျိုးနေ2500ညီပါဤလောင်ပျက်စီးခဲ့ပါဒါပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘူဒီတော်မြို့ပေါ်မှာရှိတဲ့တခိုင်လူမျိုးကနေအားလုံးညီပါမိကျိုးပြည်စီးခံခဲ့ရတာဖြစ်ပါဘာကြောင့်ဒီလိုမိကျိုးပြည်စီးခဲ့ရလဲဆိုလို့ရှိရင်အခုလက်ရှိကြုံတွေ့နေတဲ့အရကတက်တော်ရဲ့ဘူဒီအဟုန်နဲ့တေးရအခြေအနေတွေကိုကြောင်းလဲသွားစေဖို့အတွက်တခိုင်လူမျိုးနဲ့ ကလားတွေကိုဒါပဋိပက္ခအဖြစ်လူမျိုးရေးပဋိပက္ခအဖြစ်ဟောဆောင်စေဖို့ရည်ရွယ်ချက်နဲ့ဟာရခိုင်လူမျိုးများနေအိမ်တွေကိုမိချို့ဖျက်ဆီးခဲ့တာပဲဖြစ်ပါဒါတော့ဒီဗီဒီယိုမှာပါတဲ့အရှင်းစစ်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဒီစက်သားဒီကျွန်တော်ဗိုလ်မှုဆိုတဲ့တော်ကဘယ်လိုပြောကြလဲဆိုတော့သူ့ရဲ့ရှေတော့မှလည်းရှေချင်းနဲ့ခတ်ထားတယ်။ပြီးခဲ့ကဘာဘာပြောလိုက်လဲဆိုတော့သူပြောလိုက်တဲ့စကားတွေအားလုံးကတနည်းအားဖြင့်ပြောရဆိုရင်စာတက်ထားတဲ့ကျောင်းသားတယောက်ဆရာမရှင်မှာစာတက်ထားပြီးတော့ဒါ ဟိုပြုတ်နေရတဲ့ပုံစံမျိုးပြုတ်နေတယ်ဖြစ်ပါတယ်။ဒါဆိုရင် तू ကသူ့ရဲ့ယင်နဲ့အသေးနဲ့နှလုံးသားထဲကလာတဲ့တနည်းအားဖြင့်မိမိသိတဲ့အသိမိမိမြင်တဲ့အမြင်မျိုးကိုပြောဆိုသွားတာမျိုးမဟုတ်ဘဲနဲ့တနည်းအားဖြင့်ဆိုလို့ရှိရင်စာကြည့်ပြီးတော့ဒီဟာကိုအလွတ်ကြည့်ပြီးတော့ပြောဆိုနေတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ဒါကြောင့်မို့လို့ဒီနေ့ကျွန်တော်တင်ပြတင်တာက အေးအေးဟာလက်ရှိဒီကျွန်တော်အရကတက်တော့အေးဟာဒီရခိုင်လူမျိုးနဲ့မွတ်စလင်တွေဂျမားတပိနရန်တိတ်ပေးတယ်လေ27ရာစုရဲ့တနည်းပြပြလို့ဆိုတော့ကျွန်တော်နာဇီပုံစံမျိုးတက်ရောက်နေဖြစ်ပါတယ်တရှင်တော့ကဒီကျွန်တော်ဆက်အာနာရှင်တွေအဆက်ဆက်ကျွန်တော်ရခိုင်ပြည်နယ်မှာရှိတဲ့မျိုးနွယ်စုတွေနဲ့ရခိုင်နဲ့ပုံတိတ်တက်ရန်တိတ်ပေးခဲ့ပြီးတော့အာဒါကျွန်တော် ပြင်းလေးကထွက်တဲ့သဘောတရားစရတဲ့အကောင်လုံးကိုဒါတခြားနိုင်ငံကိုရောင်စားပြစ်ခဲ့တာဟုတ်တာလူလူအလုံးသိကြပြီဖြစ်မှာပါဆိုတော့ဒီကျွန်တော်တို့ရဲ့ရခိုင်ပြင်းလေးကထွက်တဲ့ကျွန်တော်တို့ရခိုင်ပြင်းလေးကထွက်တဲ့သဘောတရားစရတဲ့သူမြန်မာနိုင်ငံကိုရောင်စားတဲ့ကျွန်တော်တို့ရခိုင်ပြင်းလေးမှာကြတော့စုပ်ပြတ်ဆက်ပြီးတော့ဘာတစ်ခုမှမရှိတော့တာဟုတ်တာမြင်ပြရတယ်ဖြစ်မှာ ဆိုတော့ဒီကျွန်တော်တို့နေပြီးတော့ဒီရခိုင်ပြည်နယ်တနည်းမြင်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ရခိုင်ပြည်နယ်ထွက်တဲ့သဘောတရားစတာဖြစ်တဲ့ gas ကိုသူများတရုတ်နိုင်ငံကိုရောင်းစားတယ်။ဒါပေမဲ့ရခိုင်ပြည်နယ်အတွင်းကိုထွက်တဲ့အခါကျတော့ဖယောင်းနိုင်မိလေတယ်ထုံးပြီးတော့ဘဝတွေဒါကျွန်တော်တို့ဆိုလို့ရှိရင်ဒါနေပြီးတော့ရေနံစီမိခွက်ထုံးပြီးတော့စာဖတ်ကြရတယ်။ဆိုတော့ပြောချင်တာကကျွန်တော်ဒီခက်အဆက်ဆက်ဒီအာနာရှင်အဆက်ဆက်ဟာကျွတ်တန်းရင်သားတွေဖြစ်တဲ့ရခိုင်လူမျိုးတွေကိုအဲ့လိုမျိုး စီးပွားရေးအရာပညာရေးအရာလူမှုရေးအရာဖက်ဖက်မင်းကြအောင်လုပ်ခဲ့တဲ့အင်းရခိုင်ပြည်တွင်းမှာမိတဲနေထိုင်နေတဲ့ဌာနေတိုင်းရင်းသားဖြစ်တဲ့ရိုဟင်ဂျာတွေနဲ့ကိုလည်းတီးတဲ့ရန်တိုက်ပေးခြင်းဖြစ်ပါတယ်ဒီလိုမျိုးဒီဆိုးဆိုးကကျွန်တော်တင်ပြတော့တဲ့ဗီဒီယိုဖက်ကပုံစံမျိုးဒါဟိုဘယ်လိုခေါ်မလဲဒီကျွန်တော်ကဗီဒီယိုမင်းသားမင်းသမီးတွေရုပ်ရှင်ရိုက်နေတဲ့ပုံစံမျိုးရုပ်ရှင်သဘောမျိုးဗီဒီယိုသဘောမျိုးရိုက်ကူးပြီးတော့ဝါဒ ဖြန့်ခဲ့တာမျိုးတွေရှိပါတယ်ဆိုတော့လက်ရှိဒီ Arabnet AA ရဲ့ထပ်ပိုင်ခေါင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာဒီလိုပုံစံမျိုးလောက်ပါမှာဖြစ်ပါတယ်ဒါကြောင့်မို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ကျွန်တော်ဒီကနေ့တတိပင်းတင်ပြချင်တာကအာစာကိုပျောက်ရှင်လားရိုဟင်ဂျာကိုတတ်ရှင်မှာစိတ်ဓာတ်ရွေးလို့ရပါတယ်ဆိုတော့ရိုဟင်ဂျာကိုတတ်ရင်ဒါလက်ရှိဒီကျွန်တော်တို့နေပြီးတော့ဒီကျွန်တော်တို့အာ ဂဒါဘီကျွန်တော်လက်ရှိပြီးတော့လင်ဂျာနိုင်ငံခေါင်းဆောင်ဂဒါဘီရဲ့ဒါဂဒါဘီတွားရလန်ကိုမြင်တွေ့ကြာပြီဖြစ်ပါတယ်အဲ့တော့ဂဒါဘီတွားခဲ့တဲ့လန်မျိုးတွားကျင်နေဆိုလို့ရှိရင်တော့ရိုဟင်ဂျာဘောအပြတ်တမ်းဖြစ်ပါတယ်ဒါမှမဟုတ်လက်ရှိတည်းကျွန်တော်အာစာကိုအပြောက်တိတ်မယ်ဆိုလို့ရှိရင်လည်းဒါဆိုးဆိုးကတော်တော်တင်ပြခဲ့သလိုဒီလက်ရှိနေပြီးတော့အာစာရဲ့ လုံဆောင်နေတဲ့အရာတွေလက်ရှိနေတဲ့ဒီအာစာဟာဒါနှစ်ပေါင်းများစွာဒါဆက်ဆေးရအတွေ့အကြုံရှိတဲ့လူပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတော့ခစ်ပညာတက်လူငယ်တွေနဲ့ဒါဖွဲ့စည်းထားတဲ့တက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့အေးနေနဲ့အပြုတ်တက်ဖို့ဆိုတာဘလို့နည်းနဲ့မှမလွေးဘူးပါဘူးအဲ့တော့ဒီစက်တက်ကိုနိုင်တာကဒီစက်တက်မှာကသုံးတန်းအောင်လေတာထွက်အလျှော့ဆိုရင်စားတော့ကိုယ့်နာမည်တော့ကိုယ်မရေးတက်တဲ့ကောင်တွေနဲ့ဖွဲ့စည်းထားတဲ့အကြမ်းဖက်စက်တက်ကို ဘိုးချုပ်ထုံးမြတ်နိုင်အနေနဲ့ဒါတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီအာမိပရိယကျွေဝပြီးတော့ဉာဏ်တင်ညာကိုအသုံးချပြီးမိပရိယနဲ့အတူအသုံးချပြီးတော့တိုက်ခိုက်လိုက်တဲ့အတွက်နိုင်သွားတာဖြစ်ပါဆိုတော့ဒီလိုသုံးတန်းအောင်လေးတန်းထွက်တယ် ਨੇ ဖွစီထားတဲ့ဒီအကြမ်းဖက်စက်တပ်မျိုး ਨੇ လက်ရှိဒီကျွန်တော်အာစာတို့ ARA တို့အာနောက်ပြီးလို့ရှိရင်ဒီအခုလက်ရှိနေဒီကျွန်တော်ရိုဟင်ဂျာကိုကိုစားပြုထားတဲ့ IS ဆိုတော့ဒီလိုမျိုးတက်တယ် ਨੇ ကျွန်တော်မတွေ့ပါဘူး ဒါကြောင့်မလို့လက်ရှိဒီကျွန်တော်ရခိုင်ပြည်နယ်ဒီနယ်အေဂျန်ပြီးတော့အာနာရှင်စနစ်ဆိုလက်အောက်ကလုံရောက်ကျင်းနေဆိုလို့ရှိရင်တော့ဆိုဆိုကဒီကျွန်တော်တင်ပြခဲ့တဲ့အတိုင်းပဲကျွန်တော်ရဲ့မျိုးနွယ်စုတွေဖြစ်တဲ့ဒီဌာနေတိုင်းရင်းသားရိုဟင်ဂျာလူမျိုးတွေကိုကျွန်တော်ညီနောင်တိုင်းရင်းသားဖြစ်လက်ခံပြီးတော့ကျွန်တော်ဒီအာနာရှင်စနစ်ဆိုလက်အောက်ကအမြန်ဆုံးလုံရောက်ဖို့အတွက်ဒါမတူတာတွေပဲကိုပဲတူတာလေးတွေစုပြီးတော့ဝိုင်းဝန်းကြိုးပမ်းရင်းနဲ့ကျွန်တော်အနာဂတ်ရခိုင်နိုင်ငံတော်ကြီးကို တာယာငင်းချမ်းစွာဖြင့်ပြန်လည်ပြီးစောင့်ကြပါစို့လို့ပြောကြရင်လည်းကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့မိဘတွေတို့ရောကျေးဇူးတင်ပါတယ်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ